ီနေ့မှာတော့မမဝိုင်တို့ကချိုကိုလေးနဲ့ဂျီနူးလေးကိုခေါ်ပြီးတော့ crispy cream မှာလာပြီးတော့ donut လေးလာစားတာပါဘယ်လိုမျိုးငါတို့အရသာရှိရင်ကြိတ်မလဲဆိုတာတူလိုက်ကြည့်မေးနော်မမဝိုင်တို့လာတာလေနည်းနည်းနောက်ကြသွားတော့လေမျိုးစားတော့တိတ်မဆုံးတော့ဘူးဒါပေမဲ့စားချင်တာဆိုတော့အကုန်လုံးထည့်မယ်အဲ့တော့တဲတော့ဒါလေးတစ်ခုအဲတစ်ခုတစ်ခုတစ်ခုစီပေါ့နော် Mondly Cherry လေးရောပဲယူမယ် Original ဂလိတ်စ်ကလည်းတစ်ခုနောက်ပြီးပီးနတ်ဘတ်တာအိုင်စ်လည်းတစ်ခုအားလုံးတစ်မျိုးတစ်ခုစီတယ်လေဟုတ်ကျင်းတော့တော့ဒီထိုင်းတီဒိုနတ်လေးကိုစားပါဖြစ်ပါတယ်ညီမပါโอเคအင်းတွားချရလေဘဘတီးရတာလေအင်းကြိုက်တယ်ကျော်စားအောင်ကောင်းတယ် ။တစ်စက်မှာရှစ်ရှစ်လောက်တော့ဝေးလောက်တာပါရဲ့။ချကွာရောမိုလစ်ချယ်ရီဆိုရယ်ဒိုနတ်ကလေးကိုစားဖို့ရွှေ့ထားပါရဲ့။လေးစားမယ်နော်။အင်းဒီကဒါချိုကလက်ရတာလေးရ။ချွတ်ချိုလေးနဲ့ကောင်းမယ်။ပြေဘွားဒီကိုရရှင်းနေမှာဆိုလို့ရှိရင် cherry pan လေးရဲ့ဒီ only ဖက်ကလေးရဲ့ပါရမလို့ ချက်ကတော့ဒီဒိုနတ်ကလေးကိုဆဲမှတ်မှာခဏမှတ်လောက်ပြပါတယ်။ဟောမမေမမဝိုင်းကြတော့ Elmon Oliver ဆိုတဲ့ဒိုနတ်လေးကိုစားမှာပါ။သူ့ရဲ့ဒီအဖက်ကလေးတွေက Elmon ဘီးနဲ့လုပ်ထားတာเนาะ။နောက်ပြီးရင်ကြတော့လုံးဝတစ်ခုလုံးပေါ်မှာဖြူးထားတဲ့အတွက်ကြောင့် Oliver ဆိုပြီးခေါ်ထားတာ။ Flavor လေးကတော့ဘလိုရတာလေးဖြစ်နေမသိဘူး။စားကြည့်မယ်။ဟုတ်ဘမမရတော့လေဒါချောကလက်ကြိုက်တဲ့တူမလို့လားမသိဘူး အရသာကိုစရခဲ့ရအောင်အကြိုက်နေပြီနောက်ပြောသူ့ရဲ့လေးတာဒိုနက်တာတော်တော်လေးကိုနူးညံ့တယ်နော်ဟွန်းဘယ်လိုပြောမလဲလုံးဝဆော့ဖြစ်ပြီးတော့လေကိုက်လိုက်တယ်နဲ့အေးအေးညာပဲအပေါ်ကအမွန်လေးလည်းပါတဲ့အတွက်ကြောင့်စိမ့်စိမ့်လေးနဲ့တော်တော်လေးရတာရှိရဲ့ဟွန်းကဘာမှန်က rating ကို9 out of 10ပေးပါတယ်ဒီနုကတော့ဒီ crispy cream ရဲ့ original glaze လေးကိုစမ်းပါပါ ဒါကြတော့ sugar glass လေးနဲ့အပေါ်မှာတင်လာပါစားရမယ်တော့ကန်လာရချိုချိုလေးဟမ်စိတ်နေပါရောငါချိုရပါသွားရဲ့အဲ့တော့ချိုရဟင်းသင်တို့ကြိုက်တယ်အစမဆိုရင်တော့သင်တို့ကခေါ်ခေါ်တော့ပါ ခေါ်လောက်ထားပါရဲ့ချူကော်ရဒီပင်းနတ်ဘတ်တာအိုက်ဆိုတဲ့ဒိုနတ်လေးဆက်မှာပါဆက်ကြည့်မယ်နော်ဘတ်တာရတာလေးရပြီးတော့ပေါ်သူကပင်းနတ်နဲ့ပါပြီးတော့ချောကလက်ယူလေးတွေစားထားပါဘူးနော်ချူကော်ရဒါလေးကိုအဲဆယ်မှာရှင်းမှတ်လိုက်ပါနော်ကောင်းတယ် ဘာသာရလာလေအခုမမပိုင်တို့စားတာကြတော့အာဂီတာကက်ပီတယ်မှာနော်သူရခရစ်စပီခရင်းရဲ့ဆိုင်လေးရတာဒီကိုရေးရှင်းနဲ့အရန်လာတယ်အဲ့တော့ဒီညမှာတက်ဖက်လို့ရတယ်ရန်လာရနော် Instagram post တွေပါလေးစတင်လို့ရတယ်။မမဝိုင်တို့ရဲ့ blog လေးကိုအဆုံးထိကြည့်နေတာကျေးဇူးပါ။နောက်ပိုင်းနေမှာလည်းမမဝိုင်တို့ရေးပေးနေရာတွေမှာပေါက်တက်ကြရဘလို့မျိုးကြီးစအောင်လဲဆိုတာသိချင်နေဆိုရင်အခု YouTube channel လေးကို subscribe လုပ်သားပေးအောင်နော်။နောက်ဗီဒီယိုမှာပြန်လည်ဆုံးဖြတ်ကြမယ်။တတန်း